ာပါဒီနေ့မတ်လ23ရက် Federal FIR နေ့စစ်တင်းတွင်ကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဒီမော့ဆိုရှိချမ်းမှာတော်လိုက်ပွဲချင်းပါတော်စိတ်နှကောင်ရတဲ့တင်ဒီမော့ဆိုရှိချမ်းတနေရာမှာလူပုစေနပ်ပူဇော်ချင်းပါတဲ့တင်စစ်ကောင်စီတပ်ဒုတက်ချက်တူနဲ့တပ်သားနှစ်ဦးလက်နက်နဲ့တကွ BNRA တပ်ထံကိုပတ်ပြောက်ခုလုံတဲ့တင်တွေအပါအဝင် Federal FIR နေ့စစ်တင်းတွေကိုကြားကြရမှာပါ Greeny ပြည်ဒီမော့ဆိုရှိချမ်းတနေရာမှာမနေ့ကမလ12ရက်နေ့မှာ ကရရိုးရတော်လိုက်ပွဲကျင်းပရာတော်စိတ်နှကောက်ရရှိခဲ့ပါတယ်။အဆိုပါတော်လိုက်ပွဲကိုကရရီအပြင် ကရန်ကရောတွေလည်းတချို့တလီပြုလုပ်ကြပြီးအများအဖြစ်ကရလူမျိုးသားပြုလုပ်လို့ရှိကြပြီးတော့ တော်လိုက်ပွဲဟာကြီးရွာအတွက်အရေးကြီးတဲ့ပွဲဖြစ်တာကြောင့်ပွဲရဲ့မှာစပါမထောင်ရရိမခက်ရစုညက်တမပြုလို့ရစားတဲ့တမျက်ထားတဲ့ဆောင်ရွက်ရှောင်းရံတွေကိုစောက်ထိန်လှောက်ဆောင်ကြရမှာဖြစ်ပြီးအစ်တဲရီရွာထဲဝင်လာရင်အလူငွေထည့်ခိုင်းပြီးမှဖြစ်တန်းသွားလာခွင့်ပြုရလို့သိရပါတယ်။ကရာရိုးရတော်လိုက်ပွဲကိုတနစ်ပတ်လုံးမှာနှစ်ကြိမ်ပြုလို့ရပြီးပထမအကြိမ်ကိုနှစ်စင်မလမှာတောင်ရမဆိုင်ပြုခင်ပြုလုပ်ပြီးဒုတိယအကြိမ်ကိုတော့ နစ်စင်ဧပြီလမှာသခွန်တိုင်ပွဲပြီးနောက်ပြုလုပ်ကြပါတယ်ဂရင်းနီပြည်ဒီမော့ဆိုရှိချန်တနီယာမှာဒီလူဖုဆယ်နှစ်ပူဇော်ပွဲကိုမနေ့ကမလ12ရက်နေ့မှာကျင်းပခဲ့ပါတယ်။ဒီလူဖုဆယ်ဟာသူခွန်တိုင်ကိုကိုွယ်တဲ့ကျေးရွာတိုင်းမှာရှိပေမဲ့ရှိတဲ့ရွာဆိုရင်နှစ်ပူဇော်တဲ့ပွဲကိုနေ့စဉ်မလဆန်းမှာကျင်းတာပူဇော်ပြီးဒီလူဖုဆယ်ရှိကြတဲ့ကျေးရွာတွေကလည်းနေရာဒေသပေါ်မူတည်ကနှစ်ပူဇော်ပွဲကျင်းပတဲ့ရွေချက် ကျင်းပတဲ့ပုံစံနှစ်ပူစော်တဲ့ delay တွေကကွာခြားသွားတယ်လို့သိရပါဗျ။ဒီလူဖုစေတကွန်နိုင် site ဖို့အတွက်လေးလံဝန်းကျင်လောက်ရှိတဲ့တပြေပင်နဲ့ကျုံးပင်နှမျိုးကိုသာခောက်ရမှာဖြစ်ပြီးတနည်းတစ်ခါအလဲကျ site ပေးရမှာဖြစ်ပြီးတော့ဒီလူဖုစေခေါင်းဆောင်တည်တတ်မရှိတဲ့အတွက်ပထမအဦးဆုံးနှုတ်ပူဆော်ရတဲ့သူကတော့ဒီလူပြတ်ကျဲကီချူဘိုခေါင်းဆောင်ပဲဖြစ်ပါတယ်။ပမာအမျိုးသားတော်လည်းတက်မတော့ BNRA ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်ကစစ်ကောင်စီတပ်ဒုတက်ချက်တဦးနဲ့တပ်သား2ဦးတို့လက်နက်နဲ့တကွပတ်ပြောင်းခိုးလုံလာခဲ့တယ်လို့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ကမနေ့ကမလ12ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်ကစကိုင်းတမတ်တုံးကဒုတက်ချက်အလမင်းဟာ ME1 တလန့်နဲ့အတူပတ်ပြောင်းလာခဲ့ပြီး PK ရမတ်လ6ရက်မှာလည်းပလဲမြို့ခံတပ်ကနေ ME1 တလန့်နဲ့အတူစစ်ကောင်စီတပ်သားဝီအောင်နဲ့မြို့ကျော်တို့ကပတ်ပြောင်းခူလုံလာခဲ့ကြတယ်လို့သိရပါတယ်။ဒါအပြင်ပတ်ပြောင်းခူလုံလာတဲ့စစ်ကောင်စီတပ်သား3ဦးထက်ကနှစ်ဦးမှာအဓမ္မအစုဆောင်ခံရသူတွေဖြစ်ပြီး ME1 တနက်နယ်လက်အပြင် ပေါင်းနှစ်ခု G 49ဒေါက်တို့နဲ့ဖက်ပြောင်းလာတာဖြစ်ပြီးတော့ BNIA တက်ကတအူးလင်း730 CPF ကဘီကင်းရာကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ဒီနေ့မလ23ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျမအနောက်ပါရှင်။